ဒီနေ့ကတော့မိုးကုတ်အလွမ်းပြေဒီလိုမျိုးအသားတွေပါအစုံပါပြီးတော့အလွာဆဲလွာပါတဲ့မိုးကုတ်ဟော့ပော့ရဲ့မနက်စာခေါက်ဆွဲလေးတွေပါအစုံရတဲ့မိုးကုတ်ဆိုင်လေးမှာသွားစားမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးကကြတော့အလုံးမျိုးနဲ့ရန်ကုန် International Hotel ဝင်ထဲမှာလာဖွင့်ထားတဲ့မိုးကုတ်ဟော့ပော့ဆိုတဲ့ဆိုင်လေးပေါ့နော်ဒီနေရာလေးကကြတော့လေကိုယ့်ရဲ့တငယ်ချင်းတွေမိသားစုတွေနဲ့လာပြီးတော့ဝင်နေပွဲတွေ event တွေလာလို့လုပ်ကောင်းတဲ့နေရာမျိုးလေးပေါ့နော် ပြီးတော့သူစီမှာဒီလိုမျိုးလေးစကန်ဖတ်လိုက်တာနဲ့မီနူးလေးတွေအစုံကြည့်လို့ရတယ်ပေါ့နော်ဒီဆိုင်မှာလေမနက်စာခေါက်ဆွဲအစုံနဲ့မူဘိုဟော့ပေါ့ကတော့နာမည်ကြီးပဲဒါလေးကကျတော့စိုင်းမထားတဲ့ဒီဆိုင်ရဲ့ signature west 2ခေါက်ဆွဲပေါ့နော်သူကကျတော့ဒီလိုမျိုးစွပြုတ်အနေနဲ့စားရတာဒီ west 2ခေါက်ဆွဲဆိုလို့ရှိရင်လေဒီလိုမနက်စာအနေနဲ့စားလိုက်လို့ရှိရင်တော်တော်လေးကိုအာဟာရရှိမှာသူရဲ့အရေကစွပြုတ်လိုမျိုးလေးပေါ့နော်အသားရဲ့အချိုတက်ကလေးနဲ့ပြီးတော့ west 2ကလည်းလုံးဝ no eat နေရော ခေါက်ဆွဲဆိုလို့ရှိရင်လည်းလေတွားကြတော့မိုးကုတ်စတိုင်ဆန်ဖွယ်နဲ့ပေါ့နော်ခေါက်ဆွဲသားကြတော့လည်းမြင်မြင်လေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ဒီလိုခေါက်ဆွဲဘိုးကြီးနဲ့ဆိုလို့ရှိရင်လည်းမနှက်စာနီနဲ့ကောင်းကောင်းလေးစားလို့ရတယ်လူကြီးရေဆိုလို့ရှိရင်လည်းဒီဝက်စတိုခေါက်ဆွဲတိုက်မှသေးကြတယ်တော်ဖူးနဲ့ဆိုလို့ရှိရင်လေးစားရတော့ဒီလိုမျိုးကြာညို့လေးနဲ့မြေပဲမြမြအသားမြမြလေးနဲ့နယ်စားရတာကိုပို့ပြီးတော့ကြိုက်တယ်တို့ရတော့ဖူးနှွေးဆိုလို့ရှိရင်လည်းလေပြပြခခဲကြီးဖြစ်မနေပဲနဲ့ဒီလိုမျိုးအိအိထွထွေးလေးပေါ့နော်ခေါက်ဆွဲသားဆိုလို့ရှိရင်လည်းမြင့်မြင့်လေးရယ် ရှမ်းခေါက်ဆွဲကိုလေအတော့နဲ့ပဲစားခဲ့တယ်များဒီဆန်းကရှမ်းခေါက်ဆွဲအရေကိုတော့လေတော်တော်လေးကြိုက်သွားတာပြီးတော့သူ့ရဲ့ရှမ်းခေါက်ဆွဲထဲမှာကျတော့ပန်ငက်ပိလေးထည့်စားလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းတယ်ဗနက်ဆာကိုလေဒီလိုမျိုးခေါက်ဆွဲကောင်းကောင်းလေးစားချင်တာပဲဖြစ်ဖြစ်အိမ်ရလူကြီးတွေကိုလိုက်ကျွေးချင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီကဗနက်ဆာလေးတွေကတော်တော်လေးအဆင်ပြေတယ် drinks လေးထဲမှာကျတော့ဆရာမိုဂျီတို့ coffee လေးမှာလိုက်တာပေါ့နော်။သူကကျတော့ coffee bar ပါပြီးတော့ဒီလိုချင်းချင်းခက်ခက်အရသာမျိုးလေးနဲ့လုံးဝ fresh ဖြစ်တယ်။မိုအေးလေးနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုး hot coffee တစ်ခွက်ကလုံးဝကွတီပဲနော်။ပြီးတော့ hot pot ဆိုလို့ရှိရင်လေမလာ hot pot တွေပဲစားရတာရိုးလာလို့ရှိရင်ဒီလိုမျိုး moko hot pot လေးပါပြောင်းစားကြည့် တော့ကျတော့ဒီလိုမျိုးတအိုးမအောင်အလွာစိန်လွာပါပေါ့နော်ဒီမိုးကုတ်ဟော့ပေါ့ဆိုလို့ရှိရင်ဒီအချိန်အကြာကြီးပေါင်းထားတော့သူ့ရဲ့အသားတွေဆိုလို့ရှိရင်လည်းနူးဤပြီးတော့တော်တော်လေးကိုချိုးပြီးတော့စားလို့ကောင်းတယ်အဆုံးမှာမှာကျတော့သူကပဲဦးနဲ့ကစုံလေးထည့်ပေးထားဆိုတော့လေအရည်သေးအထိပါသူ့ရဲ့အချိုးတက်ကလေးတွေဝင်သွားတာပေါ့နော်ပြီးတော့အသားလွာတွေပစုံငဖဲနဲ့ကြက်ဥလိမ့်လေးတွေရဲ့ပြီးတော့အရွက်အစုံပန်းကြီးပါပါသေးရဲ့ အသားကျတော့စက်သားဝက်သားနှမျိုးရွေးလို့ရရပါတော့။သူကကျတော့လေအသားပြုတ်ရည်လေးနဲ့ဆိုတော့ collagen ထက်လည်းရပြီးတော့ဒီလိုဓာတ်ရဲ့သမားရည်တို့လည်းစားလို့အဆင်ပြေရဲ့။အခုဆိုင်တို့မှာထားတဲ့ hot pot oa ကြတော့အိုးသေးတသိန်းခွဲတန်ပေါ့နော်။သူကကြတော့ဒီလိုတအိုးဆိုလို့ရှိရင်၄-၅ရောက်တော့ကောင်းကောင်းစားလို့ရတယ်။သူရဲ့ hot pot oa လေးအပြင်းမှန်းကြီးလို့ရှိရင်သေးရလို့ထင်ရပေမဲ့လေနှိုင်းလေထွက်လေပဲအောက်မှာဆိုလို့ရှိရင်အသားတွေကအပြည့်ပဲ။ ပြီးတော့ hop on နဲ့စားဖို့ချပေးထားတဲ့အချင်းဆိုလို့ရှိရင်လည်းသူ့အချင်းဆက်ထားတာလေးကလည်းတော်တော်လေးကောင်းပြီးတော့ဒီ hop on နဲ့တွဲစားလို့ရှိရင်လည်းတော်တော်လေးအီအီပြဲဒီလိုမိုးကို hop on စားမယ်ဆိုလို့ရှိရင်ဒီသူ့အချင်းယူရတာဆိုတော့နိုင်ဝက်လောက်ကြုံမာထားရင်တော့ပိုအဆင်ပြေရဲ့ပြီးတော့ဒီလိုမျိုး hop on ကိုအိမ်မှာမိသားစုတွေနဲ့စားမယ်ဆိုလို့ရှိရင်လည်းအိမ်နာရာရောက်ပို့ပေးတဲ့ service လည်းရှိသေးတယ်။ဒါလေးကကျတော့ free ကျွေးရဲ့အသီးပန်းလေးပါ။ ဒါကတော့ workout ကျွတ်ကျော်မှာအခောက်ကိုပဲတီးတန်းကြော်တာပေါ့နော်။စားလိုက်လို့ရှိရင်ကျွတ်ကျွတ်လေးနဲ့ထူးထူးအီအီလေး။ပြောရရင်ဒီမှာဆွဆွလိုမိုးကိုဟော့ပေါ့လေးမှာပြီးတော့ငွေနေပွဲတွေလာကြွေးလို့လည်းကောင်းတယ်။ခုမိသားစုနဲ့လည်း family date လေးလာလို့လို့အဆင်ပြေတဲ့နေရာမျိုးပေါ့နော်။ဒီဆိုင်လေးကကြတော့မနက်9:00နာရီနေပြီးတော့ည7:00နာရီထိဖွင့်ပါတယ်။ဒါဆိုရင်တော့ဆိုင်းရဲ့ now vlog ဒီမှာပြန်တွေ့ပါမယ်။အားလုံးပဲတတ်တာ။